တခါတော့ကကန်တာယာပင်လယ်အော်မှာဆန်နာလို့ခေါ်တဲ့မိပြားရိုက်မှုမာလေးတယောက်ရှိပါတယ်။ဒီအလုတ်ကသူ့အဖိုးစီကနေအမွေဆက်ခံရရှိခဲ့တာပေါ့။နှစ်ပေါင်းများစွာကြာအောင် သူဟာဆယ်ရန်နရရဲ့ညင်သာတဲ့ညီးတံလီထဲမှာလွှမ်းနေတဲ့စားငံငွေရဲ့ဆူရှာမှုပြီးတော့ပြင်းထန်တဲ့မုန်တိုင်းတွေကိုထိုးဖောက်သွားတဲ့မိပြားရိုက်ရဲ့အလင်းနှန်းကြီးတဲ့မှာပဲနှစ်သိမ့်မှုကိုရှာနေခဲ့ရတာပါ။ ဒါပေမဲ့နောက်ပိုင်းမှာတော့ဒီလိုတယောက်တည်းနေရခြင်းကဒီငြိမ်အေးချမ်းမှုဆိုတာထက်အထီးကျန်ခြင်းဝေဒနာလို့ပိုခံစားလာရပါတယ်။အဝေးကယွာလေးရဲ့မိအောင်မိတ်တုတ်မိတ်တုတ်ကလည်းသူ့ကိုဘယ်တော့မှမဖိတ်ခေါ်တဲ့ပါတီပွဲတစ်ခုလိုပါပဲ။ထူးထူးခြားခြားပြင်းထန်တဲ့မုံတိုင်းတစ်ခုတိုက်ခတ်ပြီးသွားတဲ့ညနေခင်းတစ်ခုမှာပေါ့။ဆန္နာဟာထုံးစံအတိုင်း ပင်လယ်ကမ်းစပ်တလျှောက်လမ်းလျှောက်ရင်းမုန်တိုင်းတန်းကြောင့်ပါလာတဲ့အပျက်စီးတွေကိုလိုက်ကြည့်နေခဲ့တယ်။ပင်လယ်ရေဟာပုံမှန်တွေ့နေကြပင်လယ်ရေညှိတွေကြည်မွနေတဲ့ Q ကွန်အပိုင်းစာတွေကို ကမ်းပေါ်တင်ပေးထားခဲ့ပေမဲ့ထူးခြားတဲ့အရာတစ်ခုက သူ့အာယုံကိုဖန်ဆာသွားခဲ့တယ်။အဲ့ဒါကတော့လိုင်းလုံးတွေတိုက်စားလို့ချောမွေလှပပြီးအနုစိတ်ပပူလက်ရာတွေနဲ့ထွန်းထူထားတဲ့တစ်သားတစ်သားလေးတစ်လုံးပါပဲ။အဲ့ဒီတစ်သားလေးကို တန်ကြီးလုံးဝမတက်တဲ့ထူးဆန်းတဲ့တောကလောက်တစ်ခုနဲ့ပိတ်ထားခဲ့တာပါ။သူစိတ်ဝင်စားသွားပြီးတစ်တာလေးကိုမိပြားလိုက်စီယူလာခဲ့တယ်။အာဆိုင်ပြီးဖွင့်လိုက်တော့တောကလောက်ကပွင့်သွားရော။အထဲမှာတော့အယောင်လွင့်နေတဲ့ဂရီပါသားပေါ်မှာရတနာကြောက်မြက်တွေဒင်ငါးပြားတွေမဟုတ်ပဲတိတ်ကိုလှပပြီးအပြစ်အနာစာကင်းတဲ့ခီယူကုန်လေးတစ်ခုကိုတွေးလေရတယ်။အဲ့ဒီခီယူကုန်ကသူတကားမှမမြင်ဘူးတဲ့ပုံစံမျိုးနဲ့ပါ။ ပလဲရောင်လိုတလက်လက်တောင်းနေပြီးနေဝင်စည်းစာအလင်းရောင်ကိုဖမ်းယူတင်ဆက်ထားသလိုမျိုးကိုလှပနေတာပါ။ဘာရဲ့မဟုတ်တဲ့စိတ်ကူးတစ်ခုနဲ့နည်းနည်းတော့မိုင်မဲရကြမလားလို့သူကိုယ်သူတွေးရင်ဆန္နာဟာခရုကုန်လေးကို သူ့နားမှာကပ်ပြီးနားထောင်ကြည့်လိုက်တယ်။ပင်လေရဲ့လီတိုးတန်ကိုသာကြားရလိမ့်မယ်လို့သူထင်ထားခဲ့ပေမယ့်အဲ့ဒီအစားตายาညင်ညောင်းနဲ့ရည်တန်တဲ့တဲ့လေးတစ်ခုကို ကြားလိုက်ရတယ်။ ဒါကကြည်လင်ပြီးပျော်ရွှင်မှုအပြည့်နဲ့ရီမောနေတဲ့ကလေးတယောက်ရဲ့ရည်တမ်းမှာသူလန့်ပြီးခရုကုံကို နားကနေခွာလိုက်တော့အတန်ကရက်သွားတယ်။နားမှာပြန်ကပ်လိုက်တော့ရည်တမ်းလေးကပြန်ထွက်လာပြီးကလေးတွေပျော်ရှင်စွာ ဆော့ကစားနေတဲ့အော်ဟစ်တန်တွေပါဇက်တိုက်ကြားလာရတာပါ။ဆန္နာဟာလာပေါင်းများစွာအတွင် ပထမဆုံးအကြိမ်အဖြစ် ကြည်ကြည်နက်နက်ပြုံးနေပြီးအဲ့ဒီညနေကိုအတန်တွေနားထောင်ရင်ကုံဆုံးစီခဲ့တယ်။ ဒီခီဝုန်လေးထဲမှာပင်လယ်ရဲ့လေတိုးတံမဟုတ်ပဲပျောက်ဆုံးသွားတဲ့ပျော်ရွှင်စရာအမှတ်တရတစ်ခုကိန်းအောင် နေရတာပဲနောက်တနေ့မှာတော့ဥပိုဝင်းလို့ခေါ်တဲ့တငါတဲ့အဖိုးကြီးတယောက်သူတကားကိုလာခောက်တယ်သူမျက်နှာမှာနှက်ရှိုင်းနဲ့ဝမ်းနည်းမှုတွေထင်ဟနေတာပါပြီးခဲ့တဲ့ဆောင်းရာသီကသူမိမဆုံးသွားပြီလို့အလွန်ဝမ်းနည်းတဲ့အတန်နဲ့သူပြောနေပါတယ် မင်းညားကမုံတိုင်းကသူ့ရင်ထဲကနောက်ဆုံးလက်ကျန်နှွေးထွေးမှုကိုပါလွန်ဆင်သွားစေတယ်လို့ပဲသူဘလို့ဒီကိုရောက်လာမှန်းတောင်မသိတော့ပါဘူးတဲ့ဘာကြောင့်မှမသိပဲဆန္နာဟာတစ်တာလေးကိုတွားယူလိုက်တယ်ဒီမှာပါအပါလို့သူကညင်သာစွာပြောရင်ဒါလေးကိုနားထောင်ကြည့်ပါလားလို့တိုက်တွန်းလိုက်တာပါတငါတဲ့အဖို့ဥပိုဝင်းကနားမလဲတယ်လို့နဲ့ Q ကိုကို သူ့နားမှာကတ်လိုက်တယ်သူ့ရဲ့ပင်မနှွမ်းနေနေတဲ့မျက်လုံးတွေကရုတ်တရက်ပြူကျဲသွားတယ် မျက်ရည်တစ်စက်ကသူ့ရဲ့ကြမ်းတမ်းနဲ့ပါပင်မောကိုဖျက်ပြီးစီးကြလာတယ်။ပင်လယ်စင်ရောငှက်တွေရဲ့အတံမာလားလို့သူတိုးတိုးလေးရေရွတ်တယ်။ကျွန်တော်သူ့ကိုလှေပေါ်ပထမဆုံးခေါ်တင်သွားတဲ့နေ့ကပင်လယ်စင်ရောငှက်တွေရဲ့အော်သံပဲ။အစကတော့သူအရန်ကြောက်နေတာ။ပြီးတော့မှ သူရီတော့တာလို့အဖိုးဥဖိုးဝင်းကခရူးဝင်းကိုပြန်ပြီးရင်ပြောပြပါဗါတယ်။သူ့လက်တွေတုံရင်နေပေမဲ့သူ့ပခုံးပေါ်ကဝင်းတို့ဝင်းဘူးကြီးကတော့ ပေါ်ပါသွားပုံရပါတယ်။ဂျေဇုတင်မာတဲ့တမိဆန္ဒရဲ့အဘဒါရီကိုမိနေခဲ့တာ။အထီးကျန်မိပြားရိုက်မှုမလေးစီမှာမော်ခူကွန်တလုံးရှိတယ်ဆိုတဲ့သတင်းကရွာထဲမှာတဖြည်းဖြည်းပြန့်နှံ့သွားတော့တာပေါ့။ပင်လယ်ထဲမှာသူ့မင်္ဂလာလက်စွပ်ကျပြောက်သွားတဲ့မင်္ဂလီတယောက်ရောက်လာပြီးခူကွန်ထဲမှာသူ့မင်္ဂလာဝဲကကျူစုကွန်ပျူတာတွေကိုပြန်ကြားခဲ့ရတယ်။ ငငယ်ကရွာကိုစွန့်ခွာခဲ့လို့နောင်တရနေတဲ့လူတယောက်ကလည်းသူ့အဖေရဲ့တငါလှေကရွက်လွရင်ပေါ်ထွက်လာတဲ့ချွတ်ချွတ်မိသားကို ပြန်ကြားခဲ့ရတယ်။နားထောင်တဲ့လူတိုင်းဟာသူတို့ရဲ့ပျောက်ဆုံးသွားတဲ့အလင်းရောင်တစ်စကို ပြန်လည်ရရှိပြီးထွက်ခွာသွားကြတယ်။အဲ့ဒီလိုအချိန်တိုင်းမှာဆန္ဒဟာအံဩစရာတစ်ခုကိုတည်ထားမိလာတယ်။အဲ့ဒါကတော့ခရုဝင်အတွင်းမိုင်းကပလင်းရောင်အလင်းနှန်းဟာပိုပြီးတောက်ပလာတာပါပဲ။ တညမှာတော့စုပ်ပြဲနေတဲ့ယုံယုံလေးတယောက်ကိုတင်းတင်းကြပ်ကြပ်ပိုက်ထားတဲ့လီလီလို့ခေါ်တဲ့ကောင်မလေးတယောက်ရောက်လာခဲ့တယ်။သူကသေးငယ်တဲ့အတန်လေးနဲ့သမီးအဖွားကသမီးကိုပုံမြင်တွေပြောပြလေးရှိတယ်။အကောင်းဆုံးပုံမြင်တွေပါ။ဒါပေမဲ့သမီးအဖွားရဲ့တန်ကိုမမှန်မိတော့ဘူးဒီခီယူကွန်လေးကကူညီပေးနိုင်မလားယင်လို့မေးလာတာပါ။ဆန်နာရဲ့ယင်ထဲမှာနေနေအောင်ခန်းစားလေးရတယ်။သူလီလီကိုတစ်တာလေးပေးလိုက်တယ်။ ကောင်မလေးကဆူဆိုင်ပြီးနားထောင်နေသူမျက်နာကအစမှာတော့ညှော်လင်းချက်တွေနဲ့နောက်တော့ဆိတ်ရှုပ်ထွေးသွားဖို့ပေါက်တယ်။တမီးကတော့ပင်လယ်ရဲ့အတံပဲကြားရတယ်လို့သူကစိတ်ပြက်လက်ပြက်ပြောတော့ဆန်နာရဲ့ညှော်လင်းချက်တွေပြိုလဲကျသွားတယ်။ဒါပေမဲ့အဲ့ဒီနောက်မှာတော့သူအတွေးတစ်ခုရသွားတယ်။ဆန်နာကခယူကွင်ကို လီလီနားမှမဟုတ်ပဲသူ့ယုံယုံလေးရဲ့နေရွက်ဖားဖားလေးမှာတွားကပ်ပေးလိုက်တယ်။ သူတို့နှစ်ယောက်လုံးမိပြတိုက်ရဲ့တိတ်ဆိတ်မှုထဲမှာအတူတူစောင့်နေလိုက်ကြတယ်။အဲ့ဒီအခါမှာတော့အတန်တိုးပေမဲ့လည်းကြည်လင်ပြတ်သားတဲ့နွေးထွေးညင်သားတဲ့အတန်တစ်ခုကခီယူခွန်ထဲကစပြီးထွက်ပေါ်လာတယ်။ပုံမြင်ပြောပြနေတဲ့အဖွားတယောက်အတန်နဲ့ဒီလိုနဲ့ယုံငယ်လေးဟာလာမင်းကြီးရဲ့အလင်းရောင်နဲ့မဟုတ်ဘဲသူနှလုံးသားထဲကရဲစွမ်းတတ္တိနဲ့အိမ်ပြန်လန်းကိုရှာတွေ့သွားတဲ့ကွယ်လီလီမြေလုံးထဲမှာပျော်ရွှင်ခြင်းမျက်ရည်တွေပြည့်ရှံလာပြီး ဒီဟာအဖွားရဲ့အတန်ပဲအဖွားပြောတဲ့ပုံမျိုးအဖွားရဲ့အတန်အစ်စ်ပဲလီလီသူ့ယုံယုံလေးကိုတင်းတင်းကြပ်ကြပ်ဖက်ထားလိုက်တော့သူ့အဖွားရဲ့မေတ္တာတရားတွေပြည့်နှက်နေတဲ့အတန်ကအခန်းတစ်ခုလုံးကိုလွှမ်းခြုံသွားတော့တယ်လီလီလည်းပျော်ရွှင်မှုနဲ့အတူထွက်ခေါ်သွားပြီးတဲ့နောက်မှာဆန္နာဟာခရုခုံလေးကိုကြည့်လိုက်တယ်အခုဆိုရင်အဲ့ဒီခရုခုံဟာဖန်ဆုပ်ထားတဲ့ကျယ်တဲ့ဝင်းလိုထိန်လင်းနေတဲ့နူးညံ့တဲ့အလင်းရောင်တစ်ခုနဲ့တောက်ပနေတာကိုသူတွေ့လေရတယ်အဲ့ဒီအခါမှာ သူအမှန်တရားကိုသဘောပေါက်သွားတယ်။ဒီခီဂိုဟာပျောက်ဆုံးသွားတဲ့အမှတ်တရတွေကိုတိုးလောင်ထားရုံတက်တက်မဟုတ်ဘူး။အဲ့ဒီအမှတ်တရတွေကို ပြန်လည်မျှဝေပေးခြင်းအပြင်ပိုပြီးတောက်ပလာတယ်ဆိုတာပါပဲ။ဒီညမှာမီးပြားရိုက်ရဲ့မီးအိမ်ကြီးကို သူထွန်းကြီးတဲ့အခါအလင်းအောင်တောက်ပနေတဲ့ခီဂိုလေးကိုပြတင်းပေါက်ပေါင်းမော်ကမီးအိမ်ကြီးဘေးမှာတင်ထားလိုက်တယ်။မီးပြားရိုက်မျိုစင်ကအလင်းနှန်းကြီးဟာအရင်လိုပဲမှောင်မိုက်နေတဲ့ပင်လယ်ပြင်ကိုဖျက်တမ်းပြီး လမ်းပြောင်းနေတဲ့တင်မောတွေကိုလမ်းပြပေးနေခဲ့တယ်။ဒါပေမဲ့အခုတော့ဗရင်ပေါက်ကနေနူးညံ့ပြီးနှွေးထွေးတဲ့အလင်းရောင်တစ်ခုကလည်းတည်ငြိမ်စွာထွန်းလင်းနေပြီးအဲ့ဒီအလင်းရောင်ကလမ်းပြောင်းနေတဲ့နှလုံးသားတွေအတွက်လမ်းပြမီရှူတစ်စောင်တစ်ခုဖြစ်ပေါ်နေခဲ့ပါတယ်။ဆန္နာဟာအခုဆိုရင်တမန်မီပြရိုက်ကိုစောင့်ကြက်ရသူတယောက်မဟုတ်တော့ပါဘူး။သူကပျောက်ဆုံးနေတဲ့မျောလင်းချင်းအလင်းရောင်တွေကိုထိမ့်သိမ်းဆောက်ရှောက်ပေးသူတယောက်ဖြစ်နေခဲ့ပါပြီ။ တခြားသူတွေကိုနှွေးထွေးမှုပေးရင်လည်းနောက်ဆုံးမှာတော့သူကိုယ်တိုင်အတွက်နှွေးထွေးမှုကို ရှာတွေ့ခဲ့တာပါအထီးကျန်ခြင်းဆိုတာလည်းပျောက်ကွယ်သွားပြီးတိတ်ဆိတ်ငြိမ်သက်နေတဲ့ကဘာတော့တနေရာက နေပြီးတော့တောင်းမှာတခြားသူတွေအိမ်ပြန်လမ်းမှန်မှုအတွက်အလင်းရောင်တစ်ခုကိုခိုင်ဆောင်ပေးထားနိုင်နေဆိုတဲ့နေဆိုင်နဲ့ငြိမ်ချမ်းမှုကိုလည်းသူရရှိခဲ့ပါပြီဒီပုံမြင်လေးကတိတ်ကိုနှွေးထွေးပြီးအတိတ်ပဲပြေဝတဲ့ကိုချင်းသာတရားရဲ့တန်ဖိုး အထီးကျန်ခြင်းကိုကုစားပေးတဲ့အကောင်းဆုံးဆေးဟာတခြားသူတွေကိုမေတ္တာပေးခြင်းသူတို့ရဲ့ဘဝတွေကို ဝင်ရောက်ပြီးနားလည်မှုပေးခြင်းပဲဖြစ်တယ်။ကျင်နာတဲ့စကားတခွန်းနားလည်မှုရှိတဲ့အပြုမူလေးတစ်ခုကလမ်းပြောက်နေတဲ့နှလုံးသားတစ်ခုအတွက်လမ်းပြကျဖြစ်သွားနိုင်တယ်။အမှန်တကယ်ပြည့်စုံတဲ့ဘဝဆိုတာကိုယ့်အတွက်ကြီးပဲရှင်သန်နေတာမဟုတ်ဘဲတခြားသူတွေရဲ့ဘဝတွေကိုအလင်းရောက်ပေးခြင်းသူတို့ရဲ့ပျော်ရွှင်မှုတွေမှာပါဝင်ဖြည့်ဆည်းပေးခြင်းဖြစ်တာ ရရှိနိုင်တယ်ဆိုတဲ့အသည့်ကိုခံစားနားလည်စေတာပါပဲပုံမြင်ကောင်းလေးတစ်ပုဒ်နားဆင်ခဲ့ရလို့စိတ်ကျေနပ်ပျော်ရွှင်မယ်လို့ယုံကြည်ပါတယ်ရှင်ကျမစုမြတ်ကြီးပါနောက်ဗီဒီယိုမှာပြန်ဆုံကြရအောင်เนาะ